တရုတ်တွေရဲ့အတင်းစားနေလေစားပဲပြားရေလုံးပြုတ်နဲ့ငရုတ်သီးစောပြည်သက်တို့ရဲ့အခုမြင်နေရတာကတော့ဗိုက်စာတဲ့ကအလွယ်တကူအမြင်စားလို့ရတဲ့ပဲပြားလုံးရေလုံးပြုတ်ခင်းရင်ပူပူနဲ့ခက်ဆက်ဆန်ငရုတ်သီးစောတစ်မျိုးပဲဖြစ်ပါတယ်ဒီအစားစာကတရုတ်တွေအတွက်တော့အများအပြားနေလေစားအနေနဲ့စားတော့ကြတယ်တရုတ်တွေရဲ့ Facebook အစားစာတစ်မျိုးဆိုရင်လည်းမမှားပါဘူးတရုတ်အဖော်တိုးမှုဖြစ်ပြီးတော့မြန်မာအဖော်ပဲပြားတွေကိုအတုံးလိုက်အတစ်လိုက်ပြုတ်ပြီးတော့ပြုတ်ထားတဲ့ဟင်းရီပူပူကိုထမင်းမြို့သီးစောလို့နဲ့တွဲပြီးတော့နေနေစားဖြစ်စားသုံးကြပါတယ် တိုဘူးကိုနေ့ငယ်စာဖြင့်စားကြရဲဆိုပေမဲ့မစားခင်တော့အရင်ဆုံးစားနေနေထည့်ပြီးတော့မိနစ်20လောက်ရေစိမ်ထားရပါတယ်အဲ့ဒီနောက်စိန်ထားတဲ့ရေတွေကိုတုံပြီးတော့ရေအစ်စ်ထက်ထက်ကပြုတ်ပါတယ်။ပြုတ်မဲ့ပဲပြရဲ့အောက်မှာပဲပေမောက်ကိုထည့်ပြီးတော့စားသုံးကြပါတယ်။ပဲပြပြုတ်ပြီးသွားတဲ့အခါရလာတဲ့ပဲပြရေလုံးပြုတ်ကိုထမင်းမြို့သီးစောလို့နဲ့တွဲဖက်ပြီးတော့ပူပူနွေ့နွေ့စားသုံးလို့ရပါပြီ။ဒီအစားအစာဟာတရုတ်တွေအတွက်တော့အမြန်စားလို့ရတဲ့အနေနဲ့စားတစ်မျိုးပဲဖြစ်ပါတယ်။ လေးနေစားဖြစ်အမွှေတထောင်းထောင်းထနေတဲ့ပေပြားရေလုံးပြုံနဲ့မြေဦးသီးဆော့ကိုကိုတိုင်ပိုက်စားတဲ့အခါအလွယ်တကူလှုပ်ရှားကြသလိုလမ်းဘေးဆိုင်တွေစားသောက်ဆိုင်တွေမှာလည်းရောင်းချကြပြီးတော့ကြားမမရွေလူတိုင်းလိုလိုမြင်းမြန်ဆန်းဆန်းဝဲယူစားတောက်လို့ရပါတယ်။ပြိတက်ကြီးလိုလည်းပိုက်စားတဲ့အခါဒီလိုမျိုးအလွယ်တကူလှုပ်ရှားကြည့်ကြလို့ရပါတယ်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။အခုမြင်နေရတာကတော့အမဲသားတုံးတုံးနဲ့တူနေတဲ့မှုဝင်ကြီးပဲဖြစ်ပါတယ်။အမဲသားနဲ့အရန်တူတာကြောင့်ဒီမှုကိုအမဲသားမိုးလို့ခေါ်ပါတယ်။ ဒီမိုကစားလို့ရပါတယ်။မိုတပွင့်မှာအသားစစ်စစ်တွေထပ်တောင်းမှာအာဟာရပိုပြီးတော့များပါတယ်။ဒီမိုတွေကိုတော့ရိုင်းနေမှာအလွယ်တကူရှာတွေ့နိုင်ပြီးတော့ချက်ပြုတ်ပြီးစားလို့ရသလိုအစိမ့်လိုက်လည်းစားလို့ရပါတယ်။မိုကိုဓာတ်နဲ့ကြီးလိုက်တဲ့အခါအမဲသားစစ်စစ်လိုမျိုးအနီရောက်သွေးတွေစီးကြလာပါတယ်။အခုလိုဖြစ်ရတဲ့အကြောင်းရင်းကတော့မိုထဲမှာရေဓာတ်တွေအများကြီးပါဝင်နေလို့ပါ။မိုးကိုလိပြီးခဏလောက်ချထားလိုက်ရင်အဖြူရောင်သားတွေကမိခိုးရောင်ဖြစ်ပြောင်းသွားတတ်ပါတယ်။အစိမ့်အတိုင်းစားမယ်ဆိုရင်တော့အသေးချောင်တန့်စင်မှုလိုပါတယ်။ ။မိုးကိုမဖူးခင်အခုလိုမျိုး brand နဲ့ဖုံတုပ်ပေးဖို့လိုပါတယ်။ဒီမိုးကိုရေနဲ့ဆေးလိုက်ရင်ငိုကားထက်တောင်ပို့ပြီးတော့အေးရွှမ်းသွားမှာပါ။ဒါပေမဲ့အိမ်မှာသေးချာချက်ပြုတ်ပြီးမှစားတာကတော့အများကြီးပို့ပြီးတော့စိတ်ချရပါတယ်။အမဲသားမိုးတွေကိုအချောက်ခံပြီးတော့စူပါမားကတ်တွေမှာရောင်းချပေးနေပါတယ်။ပြိတက်ကြီးတို့ရောအခုလိုမိုးမျိုးကိုအပြင်မှာမြင်ဘူးပါသလား။ပူရီထဲမှာဘေမိုကစားလို့အကောင်းဆုံးလို့ထင်ပါတယ်။ကွန်မန့်ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ ပင်လယ်ထဲမှာဝါးတွေစိုက်ပေးုံနဲ့ဒေါ်လာထောင်နဲ့ချီရပြီးချမ်းသာနေတဲ့တရုတ်လူမျိုးများဒီတရုတ်လူမျိုးတွေကဒီလိုဖြတ်တုံးညံကိုအသုံးပြုနေတဲ့အတွက်ဒေါ်လာထောင်ပေါင်းများစွာရပြီးတော့တထေးဖြစ်နေကြပါတယ်။ပင်လယ်ထဲမှာဝါလုံးတွေတစ်သားချောင်းတွေစိုက်ထူယုံနေတဲ့ဒီတရုတ်လူမျိုးတွေကတလားတလားဒေါ်လာထောင်ပေါင်းများစွာရနေကြတာပါ။ဒီလိုဝင်ဝေကောင်းတဲ့လုံရရဲ့နောက်ကွယ်မှာအရန်ကိုစမတ်ဖြစ်ပြီးတော့အထင်ကြီးလေးစားဖို့ကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုရှိနေပါတယ်။ တရုတ်တွေကအရင်ဥဆုံးပင်လယ်ကမ်းခြေတစ်လျှောက်မှာအခုလိုဝလုံးပေါင်းမြောက်များစွာကိုစိုက်ထူလိုက်ပါတယ်။လက်အတန်ကြာတဲ့အချိန်မှာတော့ဒီတိုင်းတွေပေါ်မှာပြည်သူတွေအခုမြင်နေရတဲ့မြင်ကွင်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဝါးမှာကပ်နေတဲ့အကောင်တွေကတခြားမဟုတ်ပါဘူး။ဘာအကောင်တွေလဲဆိုတော့ရောက်သွားတွေပါ။ဝါးတနိုင်ကိုရောက်သွားပေါင်းရာနဲ့ချီကခဲနေအောင်လို့ကပ်တွေနေတာဖြစ်ပါတယ်။ဒီလိုအနေထားတိုင်ရောက်ပြီဆိုရင်တော့စက်ကြီးတွေနဲ့ရောက်သွားတွေကိုချီယူပါတယ်။ ရောက်သွားတွေကတရုတ်နိုင်ငံမှသာမကတကဘာလုံးမှာပါလူကြိုက်များတဲ့အဆောင်များတဲ့ပင်လယ်စာတစ်မျိုးပါတရုတ်လူမျိုးတွေကဒီလိုနည်းနဲ့ရောက်သွားတွေကိုဖမ်းယူပြီးတော့ကမ္ဘာဈေးကွက်အထိတင်ဖို့ရောင်းချနေပါတယ်ဒီကနေ့တရုတ်လူမျိုးတွေကဒေါ်လာထောင်ပေါင်းများစွာကိုရရှိပြီးတော့ဝင်ဝေဖြောင့်ပြီးတော့ချမ်းသာကြွယ်ဝနေကြတာဖြစ်ပါတယ်ဒီလိုဘဟုသုတရဝေရဗီဒီယိုတွေကိုထပ်မံကြည့်ရှုနိုင်ဖို့ပိတ်သက်တွေကျမတို့ရဲ့ Best Media Channel တွေကို Like and Follow လုပ်ပေးသွားနိုင်ပါတယ်ရှင်